ရန်ကုန်မြို့မှာ PDF အလံကိုလွတ်တူလိုက်တယ်ဆိုတော့တည်င်းတချို့လည်းဖတ်ပြီးသားဖြစ်မှာပါတချို့လည်းမဖတ်ကြသေးဘူးဖြစ်မှာပါရန်ကုန်မြို့ပြလူငယ်တွေဟာဒီကနေ့ကြီးမနိုင်ကျွန်တော်ထင်တယ်ကြီးမနိုင်ဘူးလားကဂုံတရားပေါ်မှာဖြစ်နေတယ် PDF အလံတော်ကိုနမိတ်ပြလွင့်ထူလိုက်ပါလွင့်ထူလေလှုပ်ရှားမှုပြီးတော့ခဲ့ပါနမိတ်ပြဆိုတဲ့စကားပါတယ်ကိုနမိတ်ပြတယ်ဆိုတာမကြခင် ရန်ကုန်မန္တလေးနေပြည်တော်အစရှိတဲ့မြို့ပြတွေကိုတတ်တော်ကြီးခြိလာမယ်ဆိုတဲ့အတိတ်နမိတ်တွေနဲ့အညီပြန်ထူလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကဒီကနေ့ဆိုရင်အေးအေးရခိုင်တတ်တော်ကပြည်သူစစ်မှုထမ်းဆိုတဲ့ပေါ်တာဥပဒေကြောင့်ထွက်ပြေးတိတ်ဆောင်လာခဲ့ရင်အပြစ်ဟိုအစွမ်းကိုကူညီပြီးတော့ရခိုင်တတ်တော်အေးအေးတွေကိုဝင်ရောက်ခဲ့ခြင်းရင်လည်း စစ်တန်းများပေးပြီးတော့ဖတ်စစ်ကိုပြန်လဲတော်လှန်ဖို့ဒီနေ့ပဲတရားဝင်စာထုတ်ပြန်ပါမလေးကလည်းအေးအေး KNU ဒီနေ့လည်းအေးအချမ်းတော်တော်လှန်တော့တက်ပြီအကုန်လုံးကပြည်သူလူထုဒုက္ခရောက်ရင်လူငယ်တွေဒုက္ခရောက်ရင်မနေတာဘူးဗျာအခုဆိုအညာတက် MPD ဆိုတဲ့ဘုံမိုက်ခဲညညဘလတ်တိုက်ကမှလူနဲ့ရလောက်အတွင်းကိုရှာနေချီပြီးရောက်လာလို့စားကြနေစရာမရှိလို့ဒုက္ခဖြစ်နေသေးတယ်ဗျာ ဒါပေမဲ့ပြည်သူတော်လှန်ရေးတက်မတော်သားပြည်သူကာကွယ်ရေးတက်မတော်သားတော်လှန်သူတွေဟာပြည်သူလူလူနဲ့ကွာလူငယ်လူရွယ်တွေဒုက္ခရောက်လာရင်တိုင်းပြည်ဒုက္ခရောက်လာရင်မနေဘူးငါတို့စီတာကမရှိရှိတာအတူစားမယ်ဆိုတဲ့စိတ်နဲ့အားလုံးကိုဝဲခံလုပ်နေပါလေဒါပေမဲ့တချို့သူတွေကတော့ပုံနေမြဲကြားနေမြဲငါနဲ့မဆိုင်ရင်မဆိုင်တယ်လို့ဆိုတဲ့လူတွေကတော့ခင်ဗျားတို့အိမ်ပေါ်တက်ခင်ဗျားတို့အိမ်ရှိကိုရောက် တကားကိုစစ်ဖက်နဲ့ကန်လက်မျိုးတက်နေကြောင်ပြရင်ပါပါထက်ရိုက်နေဆိုတဲ့အခြေအနေအထိခံကြပါဘူး။အဲတော့မခံနိုင်တဲ့လူကတော့တော်လှန်တယ်။ခံနိုင်တဲ့လူကတော့ခံကြ။ဆိုတော့မတရားမှုကိုလက်မခံဘူးစန့်ကျင်နေဆိုတဲ့နေရာမှာတခုတော့ဖက်ပြောကျင်နေတယ်နော်။တခုတော့တက်ပြောကျင်နေတာပါ။ကိုကိုတိုင်းမတရားမှုကို မနစ်တက်ဖို့လို့လို့ကိုကိုတိုင်းတရားမျှတမှုကိုကျင့်သုံးဖို့လိုတယ်ဗျာတချို့တွေကတော့မတရားမှုကိုမကြိုက်ဘူးအဲတဲ့မှာဖစစ်အာနာရှင်ကိုတော်လန်မယ်စန့်ကျင်မယ်ဆိုပြီးခေါင်းစဉ်တွေတော့ရှိပါတယ်ကိုကိုတိုင်းကတော့မတရားမှုတွေကိုနှိမ့်ချနေတဲ့လူတွေကိုနိုင်ရင်ကိုကအပေါ်စီးရနေကိုကလောက်ခွင့်ရနေရင်နိုင်လို့မိတဲ့ဖြတ်လို့ဖြက်စီးနေတယ် သူတို့ကထမင်းအိုးတွေရိုက်ခွဲကျင်တဲ့កောက်မျိုးတွေရှိနေသေးတယ်ဗျာဒါကကျွန်တော်တို့ပမာပြီမှာလက်ရှိဖြစ်နေတဲ့ကျွန်တော်တို့မြန်မာလူမျိုးရဲ့စိတ်ဓာတ်ဖြစ်ပါတယ်အကုန်လုံးတော့မဟုတ်ဘူးတော်တော်များများမှာရှိပါတယ်ငါနဲ့မဆိုင်ရင်ငါနဲ့မဆိုင်ရင်ငါနှကမ်းမွေးမိမလောင်ရင်သူတို့ကအောင်မြင်အဆင်ပြေနေမနာလို့မရှုလိမ့်နဲ့ တယောက်ကိုတယောက်ပြစ်ပုံချလက်ညှိုးထိုးဆဲဆိုမင်းအိစာမိတ္တိယာစစ်ပြင်းရဲ့ဗုဒ္ဓဘာသာပါဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြီးတော့ကိုချင်းစာတရားစိတ်သုံးနေတဲ့အခြေအနေဖြစ်နေပါတယ်။ဘာလို့ကိုချင်းစာတရားစိတ်သုံးနေလဲဆိုတော့အစကပြန်ကောက်ကြည့်ဦးနေဝင်းရဲ့ဖတ်စစ်အာနာရှင်စနစ်ကစကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံကို ဝါရမိုင်းတိုက်စိတ်တက်ကိုဖျက်ဆီးခဲ့ပညာရေးကိုဆွဲချခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာရောက်လေရာနိုင်ငံမှာစီးမရှိကမ်းမရှိညီညွတ်မှုမရှိတဲ့လူမျိုးလို့အပြောခံခဲ့ရတယ်အပြောခံရဆဲပါထက်ခါတလဲမအလာကထက်အာနာတိမ့်လိုက်ပြန်တဲ့အခါကျတော့ညနေညိုးညနေငယ်နဲ့သူတစ်ပါးတိုင်းပြီးထွက်ထွက်ပြေးကိုလုံးတိမ့်ရှောင်နေကြရသေးတယ် တကဓာတ်ပြီးပြည်သူစစ်မှုတန်းဥပဒေဆိုပြီးတော့ပေါ်တာထပ်ဆွဲတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကသူတို့ကနိုင်ငံမှာလူငယ်လူရွယ်တွေဟာညနေညုံညနေငယ်နဲ့တွားပြီးတော့တိတ်လျှောက်ထပ်နေရကြတယ်တာဖို့မင်းအောင်လိုင်းကိုထောက်ခံတဲ့ကောင်ဒီတိုင်းပြည်မှာရှိသေးလားပေါ့ညာသမင်းစားပြီးကြည့်ရင်တော့ဘလို့နီးနေမှာထောက်ခံနိုင်စရာမရှိဘူးတိုင်းပြည်မှာရေပြက်မီးပြက် အရရကုံစိမ့်လို့တဲ့စိတ်ဒုက္ခရောက်အမျိုးစုံသောဒုက္ခပေးမှုတွေအပြင်မထင်ရင်မတင်လို့ဖန်စီနှိပ်ဆက်တက်ပြအကျံဖက်ဒီလိုလုံနေတဲ့ကောင်တွေကိုထောက်ခံပါစေဆိုတဲ့ကောင်တွေကိုငါတို့ကလည်းရောက်မိပါလဲငါပါလဲဂျန်လူပဲဟုတ်တယ်နော်